အပိုင်း1059ရဲ့အဆောင်မှာတော့မီလုံးကြီးကဆက်တိုက်အောက်ကိုကြာနေခဲ့ပါတယ်။ဒါကြောင့်တယောက်ကဒီမီလုံးကြီးကမြေအောက်ဖက်ကိုဦးတီလာနေရလို့ပြောလိုက်ပြီးဆက်ပြီးတော့ကြာနေတော့မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြာတော့ရာမာတူရဲ့ပြေးနေတဲ့ခြေလမ်းတွေကရက်သွားခဲ့ရပါတယ်။သူမကအနောက်ကိုလဲကြည့်လိုက်ပြီးမီလုံးကြီးကိုတစ်ချက်လဲကြည့်လိုက်ပါတယ်။ပြီးတော့မီလုံးကြီးရဲ့ဦးတီယာကမြေအောက်တိုက်ကိုဖြစ်နေရကြောင်းသူမကတုံ့လုံသွားပါတယ်။ဒါအပြင်ရာမာတူကဒီတိုင်းသာဆိုရင်အဆင်မပြေတော့ဘူးလို့သူမကတွေးလိုက်ပြီးဖူကာကိုငါမင်းရဲ့အကူအညီကိုလိုတယ်လို့ပြောလိုက်ပြီးတော့သူမရဲ့နောက်ကိုလိုက်ဖို့ခေါ်လိုက်ပါတယ်။ပြီးတော့သူတို့ကထွက်သွားတော့ဘရိုကသူ့အနေနဲ့ ဒီနူးညံ့နေတဲ့နေရာမှာခဏလောက်နားချင်ပေမဲ့သူတို့အနေနဲ့ထွက်သွားဖို့လိုအပ်တယ်လို့ပြောလိုက်ပြီးဖူကာရဲ့ကောင်းမွန်ကနေဆင်းလာခဲ့ပါရီအဲဒီနောက်ရော်ဘင်ကမီလုံးကြီးကိုကြည့်ပြီး CP0 ကဒီမီလုံးရဲ့နောက်မှာရှိနေတယ်လို့ပြောလိုက်ပါရီတဖက်မှာလည်း CP0 တွေကမီးထဲကနေအေးအေးဆေးဆေးလမ်းလျှောက်ကပြန်ထွက်လာပြီးသူတို့ရဲ့ခန္ဓာကိုယ်တွေကိုမီးလောင်ထားတာမျိုးလည်းမရှိပါဘူးအဲဒီနောက်သူတို့ကမီးထဲကနေအပြင်ကိုရောက်တော့အာဘူးကသူတို့ရဲ့ဓာတ်ပုံတွေကိုရိုက်ယူနေပါရီဒါကြောင့် CP0 ကသူတို့ကိုလှည့်ကြည့်လိုက်တော့အာဘူးကဒါကသတင်းတူးပဲလို့ပြောလိုက်ပါရီ ဒါပြင်အာပူကဒီသတင်းကိုသာကဘာစီယုံကိုရောင်းစားလိုက်လို့ရှိရင်သတင်းကောင်းစင်ကအခုလိုလာမှာပဲလို့ပြောလိုက်ပြီးအဲ့တော့ကပွဲစားဒိုဖလမင်ဂိုကိုဆုံးရှုံးလိုက်ရလို့ကိုရိုင်းထွက်လာရတဲ့အရာလို့ပြောလိုက်ပါရီဒါပေမဲ့အာပူရဲ့စကားမဆုံးခင်မှာပဲတယောက်ကသူ့ရဲ့လေဘင်းကိုလက်ညှိုးနဲ့ထိုးပြလိုက်ပါရီဒါကြောင့်အာပူလည်းနာကျင်စွာနဲ့ပဲရှုံးမဲ့ပြီးလဲကျသွားပါရီအဲ့နောက်မှာတော့တယောက်ကလဲကျသွားတဲ့အာပူကိုကြည့်ပြီးမဆိုင်နာရီတိတ်လောက်တာပဲလို့ပြောကသူ့ရဲ့လက်ကသွေးတွေကိုခါထုတ်ပြလိုက်ပါရီဒရိတ်ကတော့အာပူကိုစိတ်ပူနေချိန်တယောက်ကတော့ဒရိတ်ကို မင်းရဲ့တရုတ်မန်ကုန်ကတော့တည်တယ်လို့ပြောလိုက်ပြီးမင်းကရေတက်ရဲ့တရှုံမှလာလို့မိလိုက်ပါတယ်။ဒါကိုကြတော့ဒရိတ်ကပြောလိုက်ပြီးဒါဆိုလဲဖုံးခွေထားတဲ့ပုံစံနဲ့ပဲစကားပြောကြတာပေါ့လို့ပြောလိုက်တယ်။အဲဒီနောက်ဒရိတ်ကိုစကားပြောနေတဲ့သူကဒရိတ်ကိုအနောက်ရှက်ဆိုတာကရှင်းပြရတယ်လို့ပြောလိုက်ပြီးပြေးဝင်တိုက်ခိုက်ဖို့လုပ်ပါတယ်။ဒါပေမဲ့အာဘူးကပြန်ထလာပြီးဒရိတ်ကိုတိုက်ခိုက်တော့မဲ့သူကဂျာကနေဝင်တိုက်လိုက်တာကြောင့်တစ်ဖက်လူကလွင့်သွားခဲ့ပါတယ်။အဲ့တော့အာဘူးကပြန်ထလာတော့ဒရိတ်ကမင်းမသိသေးဘူးပဲဆိုတော့အာဘူးကဒရိတ်ကိုပါဇက်ပိတ်ထားဖို့အတွက်ပြောလိုက်ပြီးသူ့ကိုယ်သူအသက်ရှင်ဖို့ကြိုးစားရတာလို့ပြောလိုက်ပါတယ် ပြီးတော့အာဘူးကနားလိုက်တာလို့ပြောနေချိန် Drake ကအာဘူးကိုမင်းပေါမလာလို့မေးလိုက်တော့အာဘူးအနေနဲ့ Drake ကိုမင်းကရေတက်ကမှလာလို့မေးလိုက်ပါတယ်။ဒါပေမဲ့ Drake ကတော့အာဘူးကိုပါဇက်ပိတ်ထားဖို့အတွက်ထပ်ပြောလိုက်ပြီးပေါမလာမပါဘူးလားပဲမေးလိုက်ပါတယ်။ဒါကိုကြားတော့အာဘူးကဒီပွဲကိုသူတို့ကစတင်ခဲ့တာလို့ပြောတော့ Drake ကမင်းရင်ရန်စားခဲ့တာလို့လည်းအာဘူးကိုပြန်ပြောပါတယ်။အဲဒီနောက်မှာတော့ Drake ကသူပါမယ်လို့ပြောလိုက်ပြီးသူ့ရဲ့ပုံစံကိုပြောင်းလဲပြလိုက်ပါတယ်။အဲဒီနောက်မှာတော့အာဘူးက CP0 တွေကိုဝင်ပြီးတိုက်ခိုက်ပါတော့တယ်။ဒါပြန် Drake ကလည်းအတန်ကျကြီးနဲ့အော်ဟစ်နေခဲ့ပါတယ်။ တဖက်မှာတော့ Orion ကသူ့ရဲ့ဒူရီယာကိုတီးခတ်နေပြီးဒါကို Orochi ကလည်းစိတ်လှုပ်ရှားစွာနဲ့ရည်ကြည်နေခဲ့ပါတယ်။ Orochi တယောက်ကတော့သူ့ရဲ့ရှေ့မှာရှိနေတဲ့ Orion ကိုကြည့်ပြီးဒါကအိမ်မက်တစ်ခုလိုတော့မှထင်နေခဲ့တာပါ။သူကမျက်ရည်တွေပြည့်နေတဲ့မျက်လုံးနေနဲ့ Orion ကိုမျက်တော်မခတ်တမ်းကြည့်နေခဲ့ပါတယ်။တဖက်မှာလည်း Zoro ကကင်းနေတိုက်ခိုက်နေရင်ရုတ်တရက်အစွမ်းတွေကထွက်လာနေတဲ့အမ်မာကြောင့်သူကတုံ့လုံနေခဲ့ရပါတယ်။ Zoro ကကင်းနေတိုက်နေချိန်ရုတ်တရက် Orion ရဲ့စောင်းတံကိုကြားလိုက်ရပြီးအမ်မာကအခုလိုပဲပြောင်းလဲသွားခဲ့ရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ ဇိုရိုက MR ကိုပြန်ထိန်းချုပ်ဖို့ကြိုးစားလိုက်ပြီးမင်းကိုဘယ်သူမှခွင့်ပြုချက်မရှိပဲအစွမ်းနီကိုထုတ်ခွင့်ပေးလို့လဲလို့မေးလိုက်ပါရီခဏကြာတော့ဇိုရိုကသူ့ရဲ့အစွမ်းနီကိုပြန်ထိန်းချုပ်လိုက်ချိန်ဂင်းကလည်းဇိုရိုကိုဘာဖြစ်တာလဲလို့မေးလိုက်ပြီးအတိတ်မိနေရလားလို့ပြောလိုက်ပါရီအဲ့နောက်မှာတော့ဂင်းကဇိုရိုကိုတိုက်ခိုက်လိုက်ပြီးဇိုရိုကလည်းဂင်းရဲ့ဓာတ်ချက်ကိုခုခံလိုက်ပါရီပြီးတော့ဇိုရိုကဂင်းကိုဓာတ်နဲ့ပိုင်းဖြတ်လိုက်ပြီးမဲဒါကိုဂင်းကအချက်ချင်းပဲရှောင်ပစ်လိုက်ပြီးတော့ဇိုရိုရဲ့ကြောကိုထူးချလိုက်ပါရီအဲ့ဒါကြောင့်ဇိုရိုကမြေကြီးပေါ်ကိုမောက်လျက်သားကြသွားခဲ့တာပါ ဒါကိုပြင်တော့ကင်းကဇိုရိုရဲ့နောက်ကိုဒုတ်ကပ်လာခဲ့ချိန်ဇိုရိုကပြန်ထလာပြီးတော့ကင်းကိုဘာလို့ချင်တာလဲလို့မေးလိုက်ပါရီဒါပေမဲ့ကင်းကတော့ဇိုရိုကိုအခွင့်အရေးတစ်ခုပေးမယ်လို့ပြောလိုက်ပြီးသူ့ကိုစိတ်ကြိုက်ခုတ်ဖို့အတွက်ပြောလိုက်ပါရီကင်းရဲ့စကားကိုကြားတော့ဇိုရိုကဒေါသထွက်သွားပြီးတော့သူ့ကိုလာပြီးအထင်မသေးနေဖို့အတွက်ပြောလိုက်ကကင်းကိုတိုက်ခိုက်လိုက်ပါရီဇိုရိုကကင်းရဲ့ယင်ဝါကိုဒါနဲ့ထိုးလိုက်တော့ကင်းကဇိုရိုကိုကြည့်ပြီးဒါကချက်ကောင်းမယ်လို့ပြောလိုက်ပါရီသူ့ရဲ့စကားကြောင့်ဇိုရိုကကြောင်သွားချိန်ပေါက်ကွဲမှုတစ်ခုကဖြစ်ပေါ်လာပြန်ပါရီအဲ့ဒီအချိန်မှာမူမူကတော့ဂျွန်းကိုဘမ်းမီရော်နဲ့ဝေးရကိုပြန်ဆွဲနေပါပြီ သူကကိုကိုကိုငါကမမနိုစုကဲပဲလို့ပြောလိုက်ပြီးလူဖီကလည်းသူတို့ကိုယုံကြည်လို့အပ်ခဲ့တာလို့ပြောလိုက်ပါရီအဲ့ထဲမှာတော့ဂွင်းကယုဒိယပြောက်သွားတဲ့စံကြီးကြောင့်လိုက်ရှာနေရပြီးဘယ်ကိုရောက်သွားတာလဲဂျဲဂျဲသားလို့မေးလိုက်ပါရီခဏကြာတော့စံကြီးကလီတွေကနေပြန်ပေါ်လာကသူကဂွင်းကိုမိတဲ့ကိုလောင်စာတွေထပ်မထဲတော့နဲ့လို့ပြောလိုက်ပြီးမိကသူ့ဘာသာသူတောက်လောင်နေပြီသားလို့ပြောလိုက်ပါရီဒါကိုကြာတော့ဂွင်းကမောကြည့်လိုက်ချင်းသူကစံကြီးရဲ့အကန့်ကိုခံလိုက်ရပါရီဒါကြောင့်သူကတစ်ဖက်ကိုလွင်သွားခဲ့ပြီမြင်ကွင်းကတော့ရီမောနေပြီဒါကမဆိုးပါဘူးလို့ပြောပြီးတော့ဒါပေမဲ့လိုအပ်နေသေးတယ်လို့ပြောလိုက်ပါရီ ပြီးတော့ Green ကဂျယ်မာရီရဲ့ဝိဆုံကိုမြင်ကျင်တယ်လို့ပြောလိုက်တော့စန်ဂျီကလောင်စာထပ်မထည့်နဲ့လို့ထပ်ပြောလိုက်ပါရီဒါကိုကြတော့ Green ကစန်ဂျီကိုမင်းကိုမင်းတမားချင်းအောင်ဆောင်းမနေနဲ့လို့ပြောလိုက်ပြီးမင်းကရုပ်ပိုင်းဆိုင်ရာအားနေလို့မင်းရဲ့တငယ်ချင်းကိုအကူအညီတောင်းနေရတာမှလားလို့မေးလိုက်ကစန်ဂျီကဇိုရိုကိုတိုက်ပွဲပြီးလို့သူတို့ခုခုပြောင်းလဲသွားလို့ရှိရင်သူ့ကိုတတ်ပြီးဖို့ပြောခဲ့တာကိုပြန်ပြောနေပါရီအဲ့နောက်မှာတော့ Green ကစန်ဂျီကိုဇိုရိုကဂင်းကိုနိုင်မှာမဟုတ်ဘူးလို့ပြောလိုက်တယ်တဖက်မှာလေဇူရိုကပေါက်ကွဲမှုကြောင့်လွင်ထွက်သွားပေမယ့်သူကအကာအကွယ်ရောင်ကြီးကိုသုံးနာမြန်သွားတာကြောင့်ဘာမှတော့မဖြစ်ခဲ့ပါဘူးဇူရိုကဒီလောက်ကြီးတဲ့ပေါက်ကွဲမှုက သူနဲ့ငါအတူတူသေးဖို့အတွက်ဆုံးဖြတ်ထားတာလားလို့ဂင်းကိုကြည့်ကတွေးနေပါတယ်။ဇိုရိုကမိရဲ့ကြားကဂင်းကိုကြည့်ပြီးဒီပုံစံကကိုကိုကိုစက်ဒီမဲ့သူတွေကပဲလောက်ကြတာဖြစ်ပေမဲ့ဂင်းကတော့အသက်ရှင်နေသေးပါ။အဲ့နောက်မှာတော့ဇိုရိုကဓာတ်ကိုပြန်ထည့်လိုက်ပြီးသူကဂိမ်းမသိမချင်းစူးစမ်းကြည့်ရမှာပဲလို့ဆိုတော့သူ့ရဲ့ဓာတ်ချောင်းကိုပဲထုတ်ယူလိုက်ပါရီအဲ့ဒီအချိန်မှာကွင်းကတော့စန်ကြီးကိုဂင်းကကဘာပေါ်မှာမရှိတော့ဘူးလို့သတ်မှတ်ထားတယ်လူဘရီယံမျိုးနယ်ရဲ့နောက်ဆုံးတစ်ယောက်ပဲလို့ပြောလိုက်တယ်ဂင်းတို့ကဘလူနီယာမျိုးမှမဆိုရှင်းတန်းနိုင်ပြီးနတ်ဖျားလို့ခေါ်ကြတယ်လို့လည်းရှင်းပြလိုက်ပါရီ ဒါကိုကြားပေမဲ့စန်ဂျီကတော့ဂယူးမဆိုင်တယ်လို့ဆဲလိတ်ကိုဖွာလိုက်ပြီးအဲ့တော့လို့ဆိုတာသူတို့ကဘယ်တော့မှမျိုးတုံးသွားတာလဲလို့မေးလိုက်ပါတယ်စန်ဂျီရဲ့စကားကြောင့်ကွင်းကဆုံးအောင်သွားခဲ့ပြီးသူကစန်ဂျီကိုငရဲမှကိုပါသားကိုသွားမေးကြည့်လိုက်ဖို့အတွက်ပြောကာဗဇတ်ထဲကတနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်တဖက်မှာတော့ဇူရိုကဂင်းကိုသူ့ရဲ့ဓာတ်ချောင်းပုံစံကိုသုံးပြီးတိုက်ခတ်လိုက်ပါတယ်ဇိုရီရဲ့ဓာတ်ချက်ကဂင်းကိုထိသွားပေမဲ့ဂင်းကတော့ဘာမှထူးထူးခြားခြားမဖြစ်သွားခဲ့ပါဘူး။ဒါအပြင်သူကဇိုရိုကိုတိုက်ခိုက်ဖို့အတွက်သူ့ရဲ့မျက်နှာကိုထပ်ဆွဲနေခဲ့ပါတယ်။ ဒါကိုမြင်လိုက်ရတဲ့ဇိုရိုကထိတ်လန့်သွားပြီးဘာမှလုပ်လို့မရတော့ဘူးလားလို့တွေးလိုက်ပါရီဘာလို့လဲဆိုတော့ဇိုရိုကသူ့ရဲ့ဓာချက်ကိုအားပြင်းပြင်းနဲ့ကင်းကိုခုတ်ပစ်ခဲ့တာမို့လို့ပါအဲ့ဒီအချိန်မှာဇိုရိုကသချင်းတန်ကိုထပ်ပြီးကြားလိုက်ရပြီးလက်ထဲကအန်မာဒါကလည်းထပ်ပြီးလှုပ်ရှားလာနေခဲ့ပါရီဒါကိုမြင်တော့ဇိုရိုကလန့်သွားခဲ့ပြီးတော့အန်မာကိုအခုမဟုတ်သေးဘူးလို့ပြောလိုက်ချင်းကင်းကတိုက်ခိုက်လိုက်တာကြောင့်ဇိုရိုရဲ့ကတ်ဆူဆိုဒါကအောက်ကိုပြုတ်ကျသွားပါရီဒါကိုမြင်တော့ကင်းကကိုယ့်ရဲ့ဓာကိုလွှင့်ပစ်လိုက်တဲ့ဓာသမားကိုမမြင်မှုသေးဘူးလို့ပြောလိုက်တယ် ိနောက်မှာတော့ဇိုရိုရက်နေတဲ့ကြောက်ကဘာကပြိုကျသွားခဲ့ပြီးဒါကလည်းပြိုကျသွားတာကြောင့်ဇိုရိုကသူ့ရဲ့ဓာတ်ကိုလှမ်းယူလိုက်ပါတယ်တကယ်တော့ဇိုရိုဓာတ်သွားဝယ်တဲ့အချိန်ကတ်ဆူဇိုဓာတ်ကိုတွေ့ခဲ့တာပါသူကဒါကိုကြည့်လိုက်ပြီးဒါကကျင်းစာတည်နေတာပဲလို့ပြောလိုက်တော့ဆိုင်းရှင်ကတည်နေရလားလို့ပြောလိုက်ပါရီဆိုင်းရှင်ကဒီဒါကတကယ်ကိုကျင်းစာတည်နေတာလို့ပြောလိုက်ပါရီဒီဒါကိုကိုင်းဆောင်တဲ့သူတွေကအသေးချင်းတရားနဲ့ယင်ဆိုင်ခဲ့ရပြီးနောက်ဆုံးတော့ဘသူကမှဒီဒါကိုမကိုင်းချင်းကြတော့ဘူးလို့ပြောလိုက်ပါရီဒါကိုကြတော့ဇိုရိုကပြောလိုက်ပြီးသူကဒီဒါကိုကြိုက်တယ်လို့ပြောလိုက်ကသူယူမယ်လို့ပြောလိုက်ပါရီ ဇိုရီရဲ့စကားကြောင့်ဆိုင်းရှင်ဖြစ်သူကလန့်သွားပြီးဘသူ့ကိုမှမရောက်နိုင်ဘူးလို့ဆိုကတကယ်လို့ဇိုရိုတေးသွားရင်သူ့ရဲ့အပြစ်ဖြစ်နေလိမ့်မယ်လို့ပြောလိုက်တော့ဇိုရိုကသူ့ရဲ့ကန်နဲ့ဓာရဲ့ချင်းစာကဘယ်ဟာပိုအားကောင်းလဲလို့ဆိုတာပြိုင်မိုးအတွက်ပြောလိုက်ပြီးဓာကိုပြစ်တင်ကအောက်မှာသူ့ရဲ့လက်ကိုခံထားလိုက်ပါရီဒါကိုမြင်တော့ဆိုင်းရှင်ကလန့်သွားပြီးဇိုရိုကိုမင်းရဲ့လက်ပြတ်သွားလိမ့်မယ်လို့ပြောလိုက်ပေမယ့်ဒါကဇိုရီရဲ့လက်ကိုထိတော်မထိခဲ့ပါဘူးဒါကြောင့်ဇိုရိုကဓာကိုသူ့ယူမယ်လို့ပြောခဲ့ပါရီအဲ့နောက်မှာတော့ဇိုရိုကဝါနူဒီသားကိုရောက်ခဲ့ပြီးနှာခေါင်းရှိဖိုးကြီးနဲ့တွေ့တော့အဖိုးကဓာကိုကြည့်ပြီး အခုအတော်လေးကိုလိန်မာနေပါလားလို့ပြောပြီးအဲ့ဒါကိုသူလုတ်ခဲ့တာပါလို့ပြောလိုက်ပါရီဒါကိုကြတော့ဇူရူကအံ့ဩနေပါရီအဲ့နောက်မှာတော့ဇူရူကသူ့ရဲ့ဓာတ်ကိုဖမ်းမိသွားတဲ့အချိန်ဂင်းကားလိုက်လာကဓာတ်ချောင်းအတွက်နဲ့အသေးခံတော့မလို့လာလို့မိလိုက်ပြီးဇူရူကိုအပေါ်ကိုရောက်လို့လိုက်ပါရီအဲ့နောက်မှာတော့ဇူရူကသူ့ရဲ့ဓာတ်ဘာမှမဖြစ်တာကိုကြည့်ကချိန်နေပြီးဂွီနာဆုံးသွားတော့ကသူဟာအတ္တမဆုံးဓာတ်သမားဖြစ်လာပါမယ်လို့ဂရီပီးခဲ့တာကိုသတိရနေပါရီဒါအပြင်နှာခေါင်းရှည်ဖိုးကလည်းအမ်မာကဇိုရိုရဲ့လက်ထဲမှာအံဝင်နေတဲ့အကြောင်းကချိန်စာမိနေတဲ့ဓာရီရဲ့အလေးထားရအားနေတဲ့သူတွေကိုင်လို့မရတဲ့အပြင် အမ်မာနဲ့ဝါရိုအီချီမွန်ကြီးကိုပြုတ်လောက်ခဲ့တဲ့ဒုတိယထဲဖြစ်နေလို့ပါလို့ပြောလိုက်ပါတယ်ဇူရိုကတော့ဝါနိုရဲ့တောက်ကသူတို့ East Blue မှာဘာလို့ရောက်နေရလဲဆိုတာကိုသိချင်နေခဲ့ပြီးဇက်လန်နီကလည်းဒီမာရီမဲတခန်းရလို့သွားခဲ့ပြန်ပါရီအပိုင်း260ရဲ့အဆောင်မှာတော့ဇူရိုကသူ့ရဲ့တောက်ကိုပြန်ကောက်ယူလိုက်ပြီးဂင်းကိုတိုက်ခိုက်ခဲ့ပါရီဒါကြောင့်ဂင်းကဇူရိုကိုအခုတော့ဓာတ်သုံးချောင်းလုံးရသွားပြီပေါ်လို့ပြန်ပြောလိုက်ပြီးဇူရိုကိုပြန်တိုက်ခိုက်ခဲ့ပါရီဂင်းစီကဓာတ်သွားတွေကိုကာကွယ်ဖို့ဇူရိုကတော့အစွမ်းတွေကိုထုတ်နေတဲ့ MR ကိုပြေးဆွဲပြီးခုခံနေခဲ့ပါရီ ပြီးတော့ဇိုရိုကသူ့ကိုနှာခေါင်းရှည်ဖို့ကြီးပြောပြခဲ့တာကိုသတိရနေပါတယ်။အဲ့ဒါကတော့ဇိုရိုကိုင်နေတဲ့ဝါရိုအီချီမွန်ကြီးနဲ့အန်မာကိုလူတစ်ယောက်တည်းကလှုပ်ထားခဲ့တယ်ဆိုတာပါပဲ။ဒါကိုကြားတော့ဇိုရိုကသူ့ရဲ့ရွာကအဖိုးကြီးကိုသတိရသွားပါတယ်။အဲ့နောက်ဇိုရိုကကင်းနဲ့တိုက်ခိုက်ပြီးတဲ့နောက်သူကအောက်ဖက်ကိုကျွန်းချသွားပါတယ်။အောက်ကိုရောက်တော့ဇိုရိုကလဲချသွားပြီးအန်မာကလည်းသူ့ရဲ့နာမပဲစိုက်နေပါတယ်။ဒါပေမဲ့ဇိုရိုကဂျန်နာရီထက်ဝေးလံလာတဲ့ East Blue လို့နေရာမှာ Wano တိုင်းပြည်ကဓာရီကဘလို့ရောက်နေရလဲဆိုတာကိုသိကျင်နေခဲ့တာပါ ဒါအပြင်ဇိုရိုကမိုမိုနဲ့လေးချင်းတွေကသူကဆူနာချီဆိုတဲ့စကားကိုပြောလိုက်တော့မိုမိုကလန့်သွားပြီးဇိုရိုကိုဒါကသူတို့ဒေသမှာတားမြစ်ထားတဲ့စကားလုံးပဲလို့ပြောပါတယ်။ဒါကိုကြားတော့ဇိုရိုကဒါကသူတို့ရွာကအဖိုးကြီးတယောက်စီကနေတင်ထားခဲ့တာလို့ပြောလိုက်ပြီးတခုမှတော့မပြောသေးဘူးလို့ပြောလိုက်ပါတယ်။မိုမိုကတော့ဒါကိုအံ့ဩနေပါတယ်။ဇိုရိုကငငယ်ကသူတို့ရွာမှာထူးဆန်းတဲ့အဖိုးကြီးတယောက်ရှိခဲ့ပါတယ်။သူကအမြဲတမ်းမြေကမ်းနားမှာငါးထိုင်များနေတတ်ပြီးဇိုရိုကသူ့စီကိုအမြဲတမ်းတွားခဲ့တာပါ။တရက်မှာတော့ဇိုရိုကထုံးစံအတိုင်းဂွီနာနဲ့ဒါရီရှင်ပြိုင်ခဲ့ပါတယ်။ ကနာဒါတိုက်ခိုက်ပြီးမှတော့ဇိုရိုကဂွီနာကိုထပ်ပြီးရှုံးနေခဲ့ရပါတယ်။အဲဒီနောက်မှာဇိုရိုကကိုဇာဘူရိုကိုသွားတွေ့ခဲ့ပြီးကိုဇာဘူရိုကဇိုရိုကိုဆူနာချီဆိုတဲ့စကားကိုသင်ပေးခဲ့တာပါ။ပြီးတော့ဒါကမင်းရဲ့အတွင်းစိတ်ဓာတ်ကိုမြင့်တင်ပေးတဲ့စကားပဲလို့ပြောလိုက်ပြီးဒါကိုကြားတော့ဇိုရိုကသူ့အတွက်ဒီစကားကိုမလုပ်ဘူးလို့ပြောလိုက်ပါတယ်။ဒါကအရင်ကထူးဆန်းတဲ့စကားပဲလို့လည်းသူကထင်လိုက်ပါသေးတယ်။အဲဒီနောက်မှာတော့ဇိုရိုကကိုဇာဘူရိုကိုအဖိုးကြီးကဆာမူရိုင်းတယောက်လို့ဆိုလိုက်ပြီးဒါတင်တန်းချောင်းကအကုန်လုံးကအဲ့လိုပြောနေတာလို့ပြောလိုက်တော့ ကိုဇာဘူရူကသူ့ရဲ့စီးရံကိုဖွာလိုက်ပြီးတော့ဇိုရိုကိုသူများပြောတာတွေကိုနားမယောင်မှုအတွက်ပြောလိုက်ပါရီပြီးတော့ကိုဇာဘူရူကဇိုရိုကိုရေတက်ကမကြားခင်လာတော့မယ်လို့ပြောလိုက်ပြီးဇိုရိုကဘာဖြစ်လို့လဲလို့မေးလိုက်တော့ကိုဇာဘူရူဟာဘာမှထပ်မပြောဘဲဇိုရိုကိုသာအိမ်ပြန်မှုအတွက်ပြောလိုက်ပါရီဇိုရိုတယောက်ကတော့ဒါကြောင့်မလို့ဒေါပွားသွားခဲ့ပါရီဒါကြောင့်ဇိုရိုကကိုဇာဘူရူကိုခမရကဘာဖြစ်ချင်တာလဲလို့ပြောလိုက်ပြီးပြောင်ပြနေပါရီအဲဒီနောက်မှာတော့ဇိုရိုကကိုဇာဘူရူရဲ့နောက်မှာထိုင်ပြီးလေ့ကျင့်တာတွေကိုလုပ်နေခဲ့ပါရီဇိုရိုကသူ့ရဲ့ဝါးသားတွေကိုအသုံးပြုကာတိုင်းတွေကိုအားရပါးရခုတ်ပစ်ပြီးလေ့ကျင့်နေပါရီ ဒါကိုမြင်တော့ကိုစာဘူရိုကဇိုရိုကိုတင်းနန်းချောင်းကပြင်းစရာကောင်းလာလို့မိလိုက်တော့ဇိုရိုကသူ့အနေနဲ့ကွီနာကိုထပ်ပြီးရှုံးခဲ့တယ်လို့ပြောပြလိုက်ပါတယ်။ပြီးတော့ဇိုရိုကသူ့အနေနဲ့ကွီနာကိုအနိုင်ရဖို့အတွက်အများကြီးကြိုးစားဖို့လိုတယ်လို့လည်းပြောလိုက်ပါတယ်။နောက်တစ်ရက်မှာတော့ကိုစာဘူရိုကဇိုရိုကိုဒါနချောင်းကိုပေးလိုက်ပါတယ်။ဒါကိုမြင်တော့ဇိုရိုကသူ့မှာဝယ်စရာပတ်စံမရှိဘူးလို့ပြောလိုက်တော့ကိုစာဘူရိုကဇိုရိုကိုဒီဓာရီကမင်းယူလိုက်လို့ရတယ်လို့ပြောလိုက်တယ်။ဒါကိုကြတော့ဇိုရိုကအရန်ကိုဝမ်းသာသွားပြီးဓာရီကိုထုတ်ကြည့်နေခဲ့ပါတယ်။ ကိုဇာဘူရူကတော့ဇိုရိုကိုဓာရီကတုံးနေပြီလို့ပြောလိုက်ပြီးအခုဆိုရင်သူကအဲ့ဒီလိုဓာရီကိုဖန်တီးနေနိုင်ပြီလို့ပြောလိုက်ပါရီဒါကိုလေ့ကျင့်တဲ့နေရာမှာတုံးလို့ကိုဇာဘူရူကဇိုရိုကိုပြောလိုက်ပါရီအဲ့ဒီနောက်မှာတော့ကိုဇာဘူရူကဇိုရိုကိုโอเคပြောရအောင်နားထောင်မှု ပြောလိုက်ပြီးဓာရီဆိုတာကလူသက်လက်နဲ့တည်းပဲလို့ပြောလိုက်ကဓာရီကိုပြုတ်လုတဲ့သူတွေကလည်းလူသက်လက်နဲ့ဖြစ်အောင်ပြုတ်လုတဲ့လူတွေပဲလို့ပြောလိုက်ပြီးဓာရီကိုပြုတ်လုတဲ့သူကလည်းလူသက်လက်နဲ့ဖြစ်အောင်သူ့ရဲ့ဓာတ်ကိုအစွမ်းကုန်ကြိုးစားမှာပဲလို့ပြောလိုက်ပါရီ အဲဒီနောက်မှာတော့ကိုစာဘူရူကဇိုရိုကိုဓာရီမှာအရေးချင်းနေရှိတယ်လို့ပြောလိုက်ပြီးအဲ့ဒါကိုထိန်းချုပ်ဖို့ကဓာကိုင်နေသူအပေါ်မှာမူတည်တယ်လို့ပြောပါရီဒါပေမဲ့လူတွေကဓာရီရဲ့ဆွမ်းကိုမထိန်းချုပ်နိုင်တော့ဓာရီကအန်နီရဲ့ရမ်းများပြီးချိန်စာမိနေတာလို့သတ်မှတ်ကြပါရီအဲ့ဒီမှာပဲဓာရီကချိန်စာမိနေရမျိုးမဟုတ်ဘဲနဲ့အရေးရှင်းမပြေဝါတာကြောင့်လို့ပြောလိုက်ပါရီတကယ်လို့တရားရောက်ကဓာကိုချိန်စာမိနေရလို့ပြောရင်အဲ့ဒီဓာရီအတွက်ဂုံယူလိုက်ပါလို့ကိုစာဘူရူကပြောလိုက်ပါရီ အဲဒီနောက်မှာတော့ကိုစာပူရိုကသူ့ဘဝမှာငငေကလုခဲ့ပူတဲ့ဒါတစ်ချောင်းကအကြီးကျယ်ဆုံးနဲ့အခမ်းအနားဆုံးပဲလို့ပြောလိုက်ပါရယ်။ဒါအပြင်ဒါကဆွမ်းအပြည့်ဝလွန်တာကြောင့်ကင်လိုက်တာနဲ့ချက်သိန်းတော်ထားသွားစီနိုင်တယ်လို့ပြောလိုက်ပြီးသူကဒါကိုငရေရဲ့အကြီးကျယ်မြင့်မြတ်ဆုံးဘုရင်နာမည်ကိုပေးခဲ့တယ်လို့ပြောလိုက်ပါရယ်။ဒါကိုကြတော့ဇူရူကရောင်နေဖြာထွက်နေတဲ့ဒါကိုကြည့်လိုက်ပြီးကိုစာပူရိုလုခဲ့တဲ့ဒါကအခုသူကင်နေတဲ့အန်မာဆိုတာကိုသဘောပေါက်သွားခဲ့ပါရယ်။ဒါအပြင်သူငငေကအမြဲတွေ့နေတဲ့အဖိုးကလည်းဝါနိုပြည်သူတယောက်ဆိုတာကိုဇူရူသဘောပေါက်သွားပါရယ်။ တဖက်မှာလေမိုမိုကဂျွန်းကိုသူ့ရဲ့ဒိန်းနီနဲ့ချိန်အောင်ပြီးအားကုန်ဆွဲနေပါရီဒါပေမဲ့သူ့ရဲ့ဒိန်းမီရောက်တွေကယုဒိယပြတ်ထွက်သွားတာကြောင့်မိုမိုကအံ့ဩသွားပါရီအဲဒီနောက်မှာတော့မိုမိုကအထိတ်တလန့်နဲ့ဂျွန်းကိုကြည့်လိုက်တော့ဂျွန်းကဘန်းမြူတော်ရှီယာစီကိုပြန်သွားနေပါပြီဒါကိုမြင်တော့မိုမိုကအဲ့လိုမဖြစ်ရဘူးလို့ပြောလိုက်ပြီးကိုင်းတို့ဖန်နီးထားတဲ့ဒိန်းတွေကိုပြေးဆွဲလိုက်ပါရီအဲ့ဒီခါမှာမိုမိုကတကယ်ကိုပဲဒိန်းတွေကိုကိုင်းလို့ရတယ်ဆိုတာကိုသဘောပေါက်သွားပါရီဘာလို့လဲဆိုတော့သူလည်းပဲငကားတကောင်ဖြစ်နေခဲ့လို့ပါဒါကြောင့်မလို့မမူကဝမ်းသာသွားခဲ့ပြီးတိတ်နေကိုဆွဲခဲ့ပါရီအဲ့နောက်မမူကသူ့အနေနဲ့ကျုံးကိုဆွဲလို့မရရင်တော့ ရက်ပြီးတော့ဥတီချက်ကိုပြောင်းနိုင်လောက်တယ်လို့တွေးကလမ်းကြောင်းပြောင်းမှုအတွက်စူးစမ်းခဲ့ပါတယ်။ဒါ့အပြင်မိုမိုကသူ့အနေနဲ့ဒီကျွန်းကြီးကိုဗန်မြူရောပေါ်ကိုကြောက်မှာကိုလည်းလက်မခံနိုင်ဘူးလို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်း Drake က CP0 တွေရဲ့တိုက်ခိုက်မှုကြောင့်လွင်ထွက်သွားပြီးငကူပုံစံကိုပြန်ပြောင်းသွားပါတယ်။တယောက်ကတော့ Drake ကိုပြစ်မှတ်ကြီးကြီးဖြစ်နေတာကတိုက်ခိုက်ရဖို့ပိုးလွယ်ကူတယ်လို့ပြောလိုက်ချိန်အာဘူးကပိုကားနေပေါ်လာပြီးသူတို့ကိုလေမကြီးနေဖို့အတွက်ပြောကတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့နှစ်ယောက်လုံးကရှောင်ထွက်သွားပြီးတော့တယောက်ကတော့အာဘူးကိုကန်ပစ်လိုက်ပါတယ်။ဒါကြောင့်အာဘူးကလွင်ထွက်သွားချိန်နောက်တစ်ယောက်ကအာဘူးရဲ့နောက်ကိုထပ်လိုက်လာပြီးသူပြောခဲ့တယ်မှလား ဒါတွေကအရာမရောက်ပါဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူကအဘူးကိုပြောထားသလိုပဲအစင်မပြေမှုတွေဆိုတာကဖယ်ရှားပြရတယ်လို့ဆိုကအဘူးကိုဖဏောင်းနဲ့တိုက်ပြလိုက်ပါတယ်။ဒါကြောင့်အဘူးကဒရေးရဲ့နားကိုလွင်ထွက်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်း CP0 တွေကထွက်သွားဖို့လုပ်နေချိန်သူတို့ရဲ့နားကိုဇန်ကီတို့ကရောက်လာခဲ့ပါတယ်။ဒါကိုမြင်တော့ CP0 တွေကလန်သွားပြီးသူတို့တွေကဘယ်ချိန်တွေကရောက်နေကြလဲလို့ပြောလိုက်ပါတယ်။ အဲဒီနောက်မှာတော့အာဘူတွေကလည်းထလာခဲ့ပြီးတော့အာဘူကတော့ CP0 တွေကိုအစိုးရရဲ့အိမ်မွေးတိရိစ္ဆာန်တွေလို့ပြောလိုက်ပြီးသူများကိုဆုံးမပြီးအခုမှရှာခလုတ်တိုက်ပြီးပြန်ကိုင်းမိမှလားလို့ပြောလိုက်ကအခုဘာတက်နိုင်သေးလဲလို့ပြောလိုက်ပါတယ်။ကန်တရားကပြောင်းပြန်နေဖြစ်သွားပြီလို့လည်းပြောလိုက်ပါသေးတယ်။ဒါကိုကြတော့ CP0 တွေကသူတို့ကိုစိုက်ကြည့်နေတဲ့ဇန်ဂီရိုကြည့်ကစိတ်ပြန်နေခဲ့ပါတယ်။တစ်ဖက်မှာလည်းသူတို့ကလဲကြနေရင်းနဲ့သူတို့ရွာနေမယ်ကအဖိုးကြီးရဲ့နာမည်နဲ့တူနေရာကိုသတိထားမိသွားပြီးဒါကတိုက်ဆိုင်တာမဟုတ်လို့ဖူးလို့သူတို့ကတွေးနေပါတယ်။ ဒါပြင်ကိုစားဘူးတို့ဒီဆုံးသွားပြီးတဲ့နေ့ရောက်မှာအဖိုးကြီးက green eye ရဲ့ဖိုးဖြစ်တယ်ဆိုတာကိုဇိုရိုကသိခဲ့ရပါတယ်။အဲဒီနောက်မှာတော့ဇိုရိုကတင်တန်းချောင်းမှာလေ့ကျင့်နေချိန်သူကမောလို့ခဏနားနေပါတယ်။အဲဒီချိန်ကောင်လေးတယောက်ကဒါတစ်ချောင်းကိုကင်ပြီးဒါကကြီးမြတ်တဲ့ဒါပဲလို့ပြောလိုက်ပြီးလူချင်းလိုက်လူဖို့အတွက်ပြောတော့နောက်တစ်ယောက်ကဒါကရိုးရိုးဒါတက်လက်ပါလို့ဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့ဒါကိုပြန်ပေးဖို့အတွက်လည်းတောင်းနေပါတယ်။အဲဒီချိန်တယောက်ကထက်ရောက်လာပြီးသူကအားလုံးကိုမင်းတို့တွေတီးပြီးကြပြီလားလို့မေးလိုက်ကသူ့ရဲ့ဖွားကဒီရွာကိုပင်လယ်ဓားတွေတွေ့သွားပြီလို့ပြောခဲ့ကြအောင်ပြောပြလိုက်ပါတယ်။ ။ဒါကိုကြားတော့ဇူရူကလည်းပင်လယ်ရမားတွေလာလို့မိလိုက်ပါရီ။အဲဒီနောက်ဇူရူကသူ့ကိုနှာခေါင်းရှည်ဖိုးကြီးကကိုဇာဘူရူဟာတစ်ချိန်လုံးကဝါနိုဒီတာကတရားမဝင်ထွက်ခွာသွားတဲ့သူတယောက်လို့ပြောပြလိုက်ပါရီ။ဒါရီကိုဆက်ဆက်ကြည့်မိလိုက်တော့ဇူရူကကိုဇာဘူရူဟာဝါနိုဒီတာရဲ့ဆာမူရိုင်းတယောက်ဖြစ်မယ်လို့ခန့်မှန်းခဲ့ရပါရီ။အဲဒီနောက်မှာတော့ဇူရူကကိုဇာဘူရူပြောခဲ့တဲ့စကားတွေကိုသတိရနေပါရီ။ကိုဇာဘူရိုကအရေးချင်းပြွားတဲ့ဓာရီကလူသားတွေကိုစောင့်ကြည့်နေပြီးသူတို့ကိုကိုင်းဆောင်မဲ့သူကိုသူတို့ကိုယ်တိုင်ရွေးချယ်တတ်တယ်လို့ပြောလိုက်ပါရီ။ ဒါကိုကြတော့ဇိုရိုကသူကဓာရီကိုရခဲ့တဲ့ပုံစံကိုပြန်သတိရနေပြီးအမ်မာကိုကောက်ကန်လိုက်ပါရီအမ်မာကလည်းအိုရီယန်ကသူ့ကိုဓာအစားပြန်ပေးထားတာဖြစ်ပါရီသူမကဇိုရိုကိုပျောက်သွားတဲ့ဓာအတွက်အယောအနေနဲ့သူမဖေးစီကမွေရထားတဲ့ဓာကိုပြန်ပေးခဲ့တာပါအဲဒီနောက်ဇိုရိုကအမ်မာကိုမင်းကငါ့ကိုရွေးချယ်ပြီးပြီးငါ့စီကိုလာခဲ့တာလားလို့ပြောလိုက်ပါရီပြီးတော့သူကကွီနာနဲ့ဓာချင်းပြိုင်ခဲ့တာလို့လည်းသတိရနေပါရီ အဲဒီတော့ကကွီနာကဇူရိုကဓားစစ်တွေနဲ့ပြိုင်ခဲ့ပေမဲ့ကွီနာကပဲထပ်နိုင်သွားခဲ့ပြီးသူမကဒါကသူမရဲ့ဇူရိုအပေါ်ကို2000ကျိန်မြောက်အနိုင်မယ်လို့ပြောလိုက်တော့ဇူရိုတယောက်စိတ်ပြတ်နေခဲ့ပါတယ်။ဒါပေမဲ့ပြိုင်ပွဲပြီးတော့ကွီနာကငိုနေပြီးဘာပဲဖြစ်ဖြစ်ဇူရိုကကံကောင်းတယ်လို့ပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့သူမရဲ့အဖေကသူမကိုယောက်ျားလေးတွေကသာအတန်မာဆုံးဓားသမားဖြစ်နိုင်တယ်ဆိုတာပြောလိုက်ပြီးမိန်းကလေးတွေကမဖြစ်နိုင်ဘူးလို့ပြောလိုက်လို့ပါ။ကွီနာကတော့အခုဆိုရင်သူမရဲ့ခန္ဓာကိုယ်ကစတင်ပြောင်းလဲနေပြီလို့ပြောလိုက်ပါတယ်။ဒါကိုကြတော့ဇူရိုက ူ့ကိုအနိုင်ယူပြီးငုံမလို့ဖြစ်မနေဖို့အတွက်ပြောလိုက်ပြီးတော့ဂရီနာကသူ့ရဲ့ဘန်းနိုင်မယ်လို့ဆိုကသူကျူးစားနေတာတွေကိုပြည့်ရမပြုတ်ဖို့အတွက်ပြောလိုက်ပါရီဒါပြင်ဆိုတော့ကတနေ့ကျရင်သူတို့တွေကတယောက်ကအတံမာဆုံးဓာသမာဖြစ်လာဖို့အတွက်ပြောလိုက်ပါရီဒါပေမဲ့နောက်တစ်ရက်မှာတော့ဂရီနာကရုတ်တရက်ဆုံးမသွားတော့ဇိုရူကပေါက်ကွဲသွားပြီးဂရီနာရဲ့ဓာတ်ကိုကင်ခွင်းရဖို့အတွက်တောင်းပါရီအဲဒီနောက်မှာတော့ဇိုရူကသူ့ကိုယ်သူအတံမာဆုံးဓာသမာဖြစ်လာဖို့ဆုံးဖြတ်ခဲ့ပါရီခဏကြောင်မှာတော့ဇိုရီရဲ့နောက်ကိုကင်းကလိုက်လာပါရီအဲ့ဒီအချိန်ဆိုတော့သူရဲ့ဟာကီတွေကိုဒါကပြင်းထန်စွာဆုပ်ယူတာကိုခံနေရပြီးသူကလည်းဒါကိုသိနေပါရီ သူကဒါကိုထိန်းကြီးဖို့အတွက်လုပ်နေချိန်ရန်သူကရောက်လာပါတယ်။အားလုံးကသူတို့ကိုဇိုရီရဲ့ကောင်းကိုယူခွင့်ပေးပါလို့ပြောပြီးပြေးဝင်လာပေမယ့်အနာကိုရောက်တဲ့အချိန်မှာပဲဇိုရီရဲ့ခန္ဓာကိုယ်ကထွက်နေတဲ့ဟာကီရီကြောင့်လဲကျသွားပါတယ်။ဇိုရိုကတော့သူ့ကိုလူဖီကသူနဲ့အတူရေတပ်ကိုချပြီးပင်လယ်ဓားမြလုံးမလားအသေးခံမလားလို့မေးတာကိုသတိရနေတာပါ။အဲဒီတုန်းကဇိုရိုကအသေးခံမဲ့အစားလူဖီရဲ့နောက်ကိုလိုက်ဖို့အတွက်ရွေးချယ်ပြီးနာမည်ဆိုတဲ့ကြော်ကြားသူကကမ္ဘာအတံမဆုံးဓာတ်သမားဖြစ်လာမယ်လို့ပြောလိုက်တော့လူဖီကလည်းသဘောတူလိုက်ပြီးတော့ဇလန်လီကလည်းဒီမာရီမဲတခန်းရက်သွားခဲ့ပြန်ပါတယ်။